DNL ရဲ့စောက်ခွာမှုနဲ့ရှမ်းမြောက်ဒေသရဲ့စီရေးအလှည့်ပြောင်း2020ခုရဲ့အရှိန်အဟုန်ဘာကြောင့်ကျဆင်းသွားတာလဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် 2023ခုနှစ်အော်တိုဘားလ29ရက်ကစတက်ရဲ့ပြူဟာစကန်တွေကိုပါစတိုက်သေးယူနိုင်ခဲ့တဲ့2020ခုစစ်စင်ကြီးရဲ့အရှိန်ဟုန်ကဖျောက်သွားပြီလေအခုချိန်မှာတော့ TNL ဟာလေးလတာကာလအတွင်းရှမ်းမြောက်ရဲ့အရေးပါတဲ့မြို့သုံးမြို့ကိုစတိုက်လက်လွတ်လိုက်ရပါတယ်။နောက်ချို့ကြောင်မဲတီဘောပြည်တော်စုလမ်းမကြီးဘောကမဟာပြူဟာကြတဲ့ဒီမြို့တွေကို TNL ကဘာကြောင့်အင်အားအပြေအဝထုတ်ပြီးမခုခံခဲ့ရလဲ။ဒီဆုတ်ခွာမှုဟာပြူဟာများနောက်ဆုံးမှုလား။ ။ဒါမှမဟုတ်မဟာမိတ်တွေကြကကွဲလွဲမှုတွေကြောင့်စီးရီးအရာအားနည်းသွားတာလား။အနာဂတ်မှာစစ်တပ်ကရှမ်းမြောက်ဒေသရဲ့အထူးကစီးပွားရေးနဲ့နေဆက်မျိုးတွေကိုဆက်ပြီးပြတ်မှတ်ထားမယ့်အခြေအနေတွေကိုဒီဗီဒီယိုမှာအသေးစိတ်ခွဲခြမ်းစိတ်ထားသုံးသပ်ပြပေးသွားမှာပါ။ဒီချိန်ဤကຫນွေဥတော်လိုင်းဤကိုဘလို့တက်ရောက်မှုတွေရှိလာနိုင်တယ်လဲဆိုတာလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်။ ဒီရပိုင်းလေးမှာပဲ2015ခုနှစ်ကလက်မှတ်ရေးထိုးခဲ့တဲ့ NCA နိုင်ငံလုံးဆိုင်ရာတက်ခတ်တက်ခိုက်မှုရစရေးသဘောတူစာချုပ်ရဲ့10နှစ်တည်းအခမ်းအနားကိုနေပြည်တော်မှာသုံးရကြာကျင်းပပြီးသွားခဲ့ပါတယ်။လက်ရှိစစ်တပ်နဲ့တက်ခတ်မနေတဲ့တိုင်းရင်းသားအဖွဲ့တွေနိုင်ငံရေးသမားတွေတန်တမန်တွေအများကြီးတက်ရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီအခမ်းအနားလုပ်နေတဲ့သုံးရအတွက်မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့မှာ TNL နဲ့စစ်တပ်တို့တိုက်ပွဲပြင်းထန်ခဲ့ပြီး TNL ဟာမြို့ကိုလက်လွတ်ခဲ့ရပါတယ်။ရခိုင်ပြည်နယ်အစမှာတော့ အေအေကဗျူဟာစခန်းတစ်ခုကိုတိမ်မှုအတွက်အပြင်းအထန်တိုက်ခိုက်နေပါတယ်။ကရင်ပြည်နယ်လေကိတ်ကောဒေသမှာ KNU KNL နဲ့စစ်တပ်တို့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေကြပါတယ်။ဒီလိုစင်မီဟော့ဟော့တောင်းနေတဲ့အချိန်မှာငင်းကြဲရေးပွဲလုပ်တာဟာဘလို့အထိပယ်တရားမှုတွေရှိနေလဲ။မြမငင်းကြဲရေးလမ်းကြောင်းကရောဘေးစီကိုဥတီနေလဲဆိုတာကိုတုံ့တက်ဝေဖန်မှုများစွာကိုမြင်တွေ့ခဲ့ရပါတယ်။ DNL ရဲ့ဆက်ခွာမှုနဲ့ရှမ်းမြောက်ဒေသရဲ့စည်အလဲပြားကိုဆက်ရရင်ပြီးခဲ့တဲ့လေလအတွင်းမှာရှမ်းမြောက်ဒေသရဲ့စည်အခြေအနေဟာကြောင်းမြန်လှန်သွားခဲ့ပါတယ်။2025ခုနှစ်ဇူလိုင်လလယ်အားစပြီးရေတွက်မယ်ဆိုရင်တောင်အမျိုးသားလူမျိုးရေးတမတော် TNL ထိန်းချုပ်ထားတဲ့မြို့သူမျိုးကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ဇူလိုင်လလယ်မှာနောက်ချိုအော်တိုဘာလ10ရက်နေ့မှာကြောင်းမယ်။ပြီးခဲ့တဲ့အော်တိုဘာလ16ရက်မှာတော့တည်ပေါ်ပါ။ဒီမြို့သုံးမြို့လုံးဟာမန်လေးမူဆယ်ပြည်တော်စုလမ်းမကြီးပေါ်မှာစက်တိုက်ဆိုသလိုတည်ရှိနေတာပါ။ စစ်တပ်ဟာနောက်ဆုတ်ကိုလာနေကြည့်တိုက်ယူပြီးကြောင်မဲကိုနှစ်လကျော်ကြာမှရှာခဲ့ပြီးမဲ့တီဘောကိုတော့နှစ်ပတ်အကျွမ်းမှာပဲသိမ်းယူနိုင်ခဲ့တာတွေ့ရပါတယ်။ဒီလိုမျိုးစက်တိုက်ဆက်ခွာနေရတာဟာ TNL ရဲ့မဟာဗျူဟာမှာဘာရီပြောင်းလဲသွားတာပါလဲ။အရင်က2020ခုဆက်စည်ရေးမှာစက္ကန့်တွေတိုင်းစစ်ဌာနချုပ်တွေအထီးတော်စက်တိုက်သိမ်းယူနိုင်ခဲ့တဲ့ညီနောင်မဟာမိတ်သုံးဘွယ်ရဲ့အရှိန်အဟုန်ဟာဘာကြောင့်ဒီလိုကျဆင်းသွားရတာလဲဆိုတဲ့အကြောင်းရင်းတွေနဲ့အနာဂတ်မှာဘယ်မျိုးတွေစက်ပြီးပြတ်မှတ်ထားခင်ရမလဲဆိုတာကိုဒီဗီဒီယိုမှာတုံ့တက်ကြည့်ရအောင်ပါ။ ဒီနောက်ချုပ်ကြောင့်မဲတီဘောတိုက်ပွဲတွေကိုတတိချာချာကြည့်မယ်ဆိုရင် KIA နဲ့စစ်တပ်တို့ပမော်မြို့မှာဆယ်လနီးပါးတိုက်နေရတဲ့တိုက်ပွဲတွေနဲ့မတူကွဲပြားတာကိုတွေ့ရပါတယ်။ဒီမြို့သုံးမြို့တွေမှာရက်ကွက်တချို့လမ်းတချို့ဝင်ပြီးတိုက်ခိုက်တာမျိုးတွေမရှိခဲ့ပါဘူး။တိုက်ပွဲအများစုဟာမြို့နယ်မြို့အကြားကမဟာပြူဟာအရာခုခံမှုကောင်းတဲ့နေရာတွေမှာပဲဖြစ်ပွားခဲ့ကြတာလို့ယူဆရပါတယ်။ ဒီပုံစံကြည့်ခြင်းအပြင် DNL အနေနဲ့ဒီမျိုးသုံးမျိုးအတွက်ရှိသမျှအင်အားအကုန်ထုတ်သုံးပြီးခုခံမဲ့ရွေးချက်မဟာဗျူဟာမျိုးရှိပုံမရဘူးလို့အကဲခတ်ကြည့်နိုင်ပါ रे DNL ရဲ့အတိတ်ကရွေးချက်ကဘာဖြစ်နိုင်လဲတောင်လူမျိုးတွေရဲ့ပြမဒေတာဖြစ်တဲ့နမ်ဆန်နမ်မတူမန်တုံစာရီမျိုးတွေနဲ့နေဆက်ကုန်တွေလမ်းကြောင်းပေါ်ကမူဆယ်၁၅မိုင်လို၂၀၀မျိုးတွေကိုပို့ပြီးခန့်စစ်ကောင်းကောင်းနဲ့ကာဝယ်မဲ့ရွေးချက်မျိုးဖြစ်ကောင်းဖြစ်နိုင်ပါ रे 2023ခုနှစ်အော်တိုဘာလ29မှာစခဲ့တဲ့2029စစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းကာလရီမှာ TNL, MNDAA, AA တို့အပြင်တော်လိုင်းလက်နက်ကန်အင်အားစုထောင်နေချီဟာစီရေနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအမြင့်ဆုံးရေးချိန်မှာရှိခဲ့ပါတယ်။တိုက်စစ်ဌာနချုပ်တွေစစ်စင်ရေးကုကဲမှုဌာနချုပ်တွေကိုတော့6လနဲ့9လအတွင်းစတိုက်သိမ်းယူနိုင်ခဲ့တာပါ။ ဒါပေမဲ့အဲ့အနေထားမျိုးကနေ DNL ဟာဒီနှစ်နှစ်လေပိုင်းလေးလကြာကာလအတွင်းမြို့သွမြို့ကိုဘာကြောင့်လက်လွတ်ဆုံးရှုံးခဲ့ရတာလဲဆိုရဲမိကုံကပေါ်လာပါတယ်။ဒီအကြောင်းရင်းနဲ့ပတ်သက်ရင်သုံးသက်ချက်အမျိုးမျိုးရှိနေကြပါတယ်။အဓိကချက်တွေကတော့နံပါတ်၁တရုတ်နိုင်ငံရဲ့ PR 2020ခုဆက်စပ်ရေးကိုစတုတ်ဆဲခဲ့တဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့တရုတ်နိုင်ငံရဲ့မူဝါဒကအဓိကကြားတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ယူဆကြပါတယ်။နံပါတ်၂မဟာမိတ်များစွာစီလုံးမှုရောကြခြင်း MDA အပြည့်ခက်ရစဲခဲ့ခြင်းညီနောင်မဟာမိတ်တုံးဘွဲရဲ့စီရေးဥဆောင်မှုအောက်ကတော်လရဲ့တပ်ဖွဲ့တွေမစူးစီးနိုင်တော့ခြင်း UWSA လို့အဖွဲ့မျိုးက2020ခုကိုငွေကြေးလက်နက်မကူညီနိုင်ကြခြင်းတွေကဒုတိယအရေးပါတဲ့အချက်တွေဖြစ်လာပါတယ်။နံပါတ်3အကျိုးစီးပွားပြည်ပခါများ မဟာမိတ်အင်အားစုတွေကနေမြေထင်းချောက်ခွင့်အခွန်ကောက်ခံခွင့်လူမျိုးစုတွေကအကျိုးစီးပွားပရိပခတ်ချမှုတွေကစစ်တပ်ကိုတစုတစီရဲ့တော်လန်တိုက်ခိုက်ရေးကိုအာရုံရော့စေရဲဆိုတာကလည်းအချုပ်ကကောက်ချက်ချကြပါတယ်ပထမပိုင်းမှာတစုတစီတွေထိုးစစ်ဆင်တိုက်နိုင်ခဲ့ကြပြီးမယ်အခုလိုစစ်တပ်ကပြန်လဲထိုးစစ်ဆင်လာတဲ့အချိန်မှာတပွဲချင်းစီခုခံနေကြတဲ့အနေအထားကຫນွေဦးတော်လာရေးနဲ့အာနာရှင်စနစ်ငြိမ်းချမ်းရေးကိုကြီးမာတဲ့တယောက်မှုတွေနဲ့လက်နက်ကင်အဖွဲ့အသီးသီးဟာအာနာရှင်တွေအခြေရက်တီရှိနေစေမှာတော့သိကြပါတယ် တီဘောမျိုးလက်လွတ်ရပြီးတဲ့နောက်မှာစစ်တပ်အနေနဲ့နောက်ပြတ်မှတ်ထားတဲ့မျိုးကဘယ်မျိုးဖြစ်လာနိုင်လဲမလေးမူဆဲပြည်သာစုလန်ကစီးပွားရေးအရာရောစည်ရေးအရာပါမဟာပြူဟာအရာအရေးပါနေရမှုဒီလန်းကြောင့်ကိုပဲဦးစားပေးထိန်းချုပ်ဖို့ကြိုးစားမယ်လို့ရွှေရှင်းစွာခန့်မှန်းနိုင်ပါတယ်။လာရှုကိုတော့ပြင်ရထားပြီ။ဒါဆိုရင်နောက်ထပ်ပြတ်မှတ်တွေဟာတိန်နီနဲ့ကွက်ခိုင်ဖြစ်လာနိုင်ပါတယ်။တိန်နီမျိုးကို MNDAA ကအပြည့်အဝထိန်းချုပ်ထားပါတယ်။ကွက်ခိုင်မျိုးကိုတော့ TNL နဲ့ MNDAA ရောကထိန်းချုပ်ထားပါတယ်။ စစ်တပ်အနေနဲ့ MDA နဲ့အပြည့်ရထားတာဖြစ်တဲ့အတွက်တိုင်းနီကိုပြန်ပေးအပ်ဖို့ PR ပေးရရှိနေခဲ့ပြီးသားပါအခုချိန်မှာအပြည့်ရသဘောတူညီချက်ကိုထိခိုက်စေမဲ့တိုက်ခိုက်မှုတွေဖြစ်လာမလားဒါမှမဟုတ်တရုတ်နိုင်ငံကကိုကက်အဖွဲ့ကို PR ပေးပြီးမြို့ကိုဆွတ်လွတ်စေမလားဆိုတော့ဆက်ပြီးစောင့်ကြည့်ရမယ့်အနေအထားပဲဖြစ်ပါတယ်လီလာအတွေ့မြို့သုံးမြို့ကိုလက်လွတ်ခဲ့ရတာဟာ TNL အတွက်စည်ရေးပြူဟာကိုပြောင်းလဲပြင်ဆင်မှုတုံးသက်တင်ငန်းစားရှိဖို့အချိန်ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမဲ့ပိုအရေးကြီးတာကတော့ညီနောင်မဟာမိတ်တွေကြားကပူးပေါင်းဆောင်ရွက်မှုပါပဲ2029ခုနှစ်ကလို့စီလောက်မှုအကောင်မှသာဆီယာနာရှင်စနစ်ငြိမ်းချမ်းရေးဆိုရဲကြီးမားတဲ့ပန်းနိုင်စီကိုရှောက်နိုင်မှလို့တုံ့တက်ကြပါရယ်လက်ရှိမှာတော့စစ်တပ်ဟာရှမ်းမြောက်ရဲ့မဟာဗျူဟာကျတဲ့လမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေပါပြီသူတို့ရဲ့နောက်ထပ်ပြမတ်က MDAA ထိန်းချုပ်ထားတဲ့တိန်နီမျိုးချက်လာမလား ဒါမှမဟုတ် DNA လေး MDA အရပူရဲထင်ဆုံးတဲ့ကုတ်ခိုင်မျိုးဖြစ်လာမလားဆိုတာကိုတရုတ်ရဲ့ PR နဲ့မဟာမိတ်တွေရဲ့ဆုံးဖြတ်ချက်ကအဖြေပေးလိမ့်မယ်လို့သုံးသပ်မိပါတယ်။ဒီလိုအရေးပါတဲ့ချိန်မှာညီနောင်မဟာမိတ်တွေကမှပေါ်ပေါက်လာတဲ့နေမည်ကိစ္စနဲ့အကျိုးစီးပွားပရိပခါရီကိုဘယ်လိုဖြေရှင်းတင်တယ်လို့ထင်ပါသလဲ။နောက်ပြီး DNA ရဲ့စခွန်မှုဟာမဟာမိတ်တွေကြားသဘောထားကွဲလွန်မှုကြောင့်လားတမမဟုတ်ပြူဟာမြောက်နောက်ဆုံးမှုလားကွန်မန့်မှာတင်းရဲ့အမြင်ကိုဝေမျှပြသွားပါအောင်နော် ်အခုလည်းစိတ်ဝင်စားကြကောင်းပြီကပ္ပရေမြမရေတင်နာစွာကိုနားဆင်မှုတင်ခေ channel ကို like subscribe လေးလုပ်ပြီးဒေနာ notification လေးကိုလည်းနှိပ်ထားဖို့တမမီပါနဲ့နော် ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်